မင်းများနှုတ်ဦးတပြိုင်နက်တည်ဆုံးမယ်ဆိုရင် သူတို့ရဲ့အမွေကိုဘသူတွေကဆက်ခံခွင့်ရရှိပါတယ်လေအားလုံးပဲမင်္ဂလာပါကျမကတော့ LLB Group မြန်မာ Law Firm ကတရားလွတ်တော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့ Law Firm အနေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေရရှိပါတယ်အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ် မြန်မာလေထုံနှံဥပဒေအရလင်းသေးလင်းမယားမယားသေးလင်းလင်းကအမွေဆက်ခံခွင့်ရရှိပါတယ်အဲ့လိုမှမဟုတ်ပဲနဲ့လင်းများနှစ်ဦးတပြိုင်နက်တေဆုံးတာမျိုးဆိုရင်သူတို့မှာဓာတ်ရိုက်အမွေဆက်ခံမဲ့သာသမီမြင့်မြင့်ရှိမရှိကြည့်ရပါမယ်။သူတို့မှာဓာတ်ရိုက်အမွေဆက်ခံမဲ့သာသမီမြင့်မြင့်တွေမရှိပဲနဲ့လင်းများနှစ်ဦးဟာတပြိုင်နက်တေဆုံးနေဆိုရင်တော့သူတို့ရဲ့အမွေကိုနှစ်ဖက်ဆွေမျိုးတွေကရရှိမှာပဲဖြစ်ပါတယ်။ ဲ့လိုမျိုးတပြိုင်နဲ့တည်ဆုံးတာမျိုးမဟုတ်ပဲနဲ့တယောက်တည်ဆုံးပြီးများမကြာမီနောက်တယောက်တည်ဆုံးနေဆိုရင်လေသူတို့ရဲ့အမွေကိုနှစ်ဖက်ဆွေမျိုးတွေကရရှိမှာပဲဖြစ်တယ်။များမကြာမီဆိုတဲ့စကားရက်ကိုမြန်မာလိထုံနှံဥပဒေမှာတော့ရက်ပေါင်း30တလဆိုပြီးတော့ဖော်ပြထားတာမျိုး ရှိပါတယ်။ဒါပေမဲ့ထူးခြားတဲ့အခြေအနေတွေရှိရင်တော့တမှုချင်းစီအလိုက်ကွဲပြားခြားနားမှုတွေလည်းရှိပါတယ်။ အဲ့တော့ဒီနေ့ကျမဆွေးနွေးပေးခဲ့တဲ့အကြောင်းအရာလေးကသားသမီးမြင်းမြင့်တွေမရှိဘဲနဲ့လင်မယားနှစ်ဦးဟာတပြိုင်နက်တည်ဆုံးခဲ့တယ်ဆိုရင်တော့သူတို့ရဲ့အမွေကိုနှစ်ဖက်ဆွေမျိုးတွေကရရှိရဲဆိုတာလေးကိုကျမအကြံဉာဏ်လေးဆွေးနွေးပေးခဲ့တာပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျမသက်ဆိုင်ရာခေါင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားအောင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။